အားလုံးပဲမင်္ဂလာပါရှင်။ Listener Heaven Channel မှာကြိုဆိုလိုက်ပါတယ်ရှင်။ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါတယ်ရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာမကြီးခင်နှင်းယူရဲ့ဇီဝဇိုးစံအိမ်လက်ရွေးစင်အတွေးဆောင်ပါစာစုစာအုပ်မှာဘာကြီးမိုင်းနဲ့စောင်းတော်ရှင်လို့အမည်ရတဲ့စောင်းပါလေးတစ်ပုဒ်ကိုဖတ်ပြပြီးသွားမှာဖြစ်ပါတယ်ရှင်။ ဒေါနာပန်းများမွေးလီပြီနဒေါ်လာပြာဒိုလာတို့တွင် ခွာညိုနှင့်သဇင်ပန်းများအကြောင်းကို စာဆိုအတော်များများစာဖွဲ့ခဲ့ကြ၏သဇင်ပန်းများဤယနံ့လဲတောအနှံ့တွင်တင်းစပြုနေပေပြီကျမတို့ဝါခေမမြို့လေးတွင်တော့ယခုအချိန်တွင်ဒေါနာပန်းရဲ့ယနံ့များလေတွင်တင်းပြန့်၍နေလေသည်ထောက်ဟဲ့အတ္တဇာနီယငင်းမြတ်ထိတ်ခေါင် နှာပွအာပြဲခွာကြရဲတဲ့ပွဲတိုင်းငယ်အောင် ကိုမျိုးရှင်ဤမာကျောသောအတံမှာ လေတို့ကိုဖောက်ထွင်း၍ထွက်လာ၏ကိုမျိုးရှင်မှာနတ်ဧည့်သည်ဖြစ်ဟန်တူပါသည်ဝါခေမမြို့သူမြို့သားများပင့်ဖိတ်၍အညာမရလာသောအညာနှက်ဖြစ်ပုံရ၏မြင်းဆက်ကိုကင်ကသူ့ပြောဟန်ဆိုဟန်ဟာမာကျောခတ်ထန်လှ၍အထူးသဖြင့် မှန်ပါတယ်လို့ဆိုရပေမယ်။သို့သော သူ့စကလုံးများတွင်တော့ဝါခေမမြို့သူမြို့သားများပင့်ဖိတ်ချက်ကြောင့်ကြွားရောက်လာရကြောင်းတပည့်တပန်းများဘေးရန်အန္တရာယ်ကင်းရန်ဆူတောင်းမြတ်တာပို့ကြောင်းအန္တရာယ်ကင်းအောင် သူ့ရဲ့တကူဖြစ် ပြုလုပ်မည်ဖြစ်ကြောင်းသူ့စေတနာကိုမန်နှင့်ထန်နှင့်ပင်ရွတ်ဆိုလိုက်တယ်။ဖြူစင်သောအမွေးများဖြင့်ကာကျိုးစုံစင်ထားသော ကိုမျိုးရှင်ဤစီးတော်မြင်းမှလည်းခံညာလှပ၏ နံမြင်းပြံမှုမြူးကြွားကြွားဟူသောစကလုံးဖြင့်လိုက်ဖက်လှပါသည် ထို့အခါတွင်မှမြင်းခပြက်လေးများကိုစီစီး၍မြူးကြွားသောဟန်ပန်နှင့်ကခုံကထွက်လာသောဝါခင်မမြို့သားလူငယ်လေးများ၏အလှအပကို တွေ့ရသည် သူတို့သည် သူတို့အရှင် ကိုမျိုးရှင်နှင့်အတူ ကခုံကြရင်းဤရဲသောဂရီပါခန်းစည်းအပတွင်တဖြည်းဖြည်းပျောက်ကွယ်သွားကြပါသည်ကျွန်းကျွန်းပိုင်တာ ိုင်းကန်းနေနှုံနှံရွှေတဲ့သာရွှေဖုံးပန်းစံခန်းရှံလန်းတီရာရင်ရေမြစ်ပေါင်းဝိုက်ခါခွေအေးမြတော်တချင်းတန်နဲ့အတူစောင်းကိုပိုက်ကာဒုတိယကြွလာသူမှာရေငံပိုင်ဥရှင်ကြီးဖြစ်ပါသည်တချင်းတန်ကိုကတာယာကြည်နူးဝယ်ကောင်းသည်နှင့်အမျှဥရှင်ကြီးအတန်ကလည်းပျော်ပြောင်းလှပါသည်သူသည် ကိုမျိုးရှင်လိုမန်ရီထန်ရီမပြ မြေတားရှင်နဲ့ဖြစ်ဟန်တူပါသည် ကျမစိတ်ထင်မြဝကျုံးမော်ရေငန်ရောက်ရာအရက်ကိုပိုင်တသူဖြစ်၍အင်ရှင်နဲ့ဖြစ်၏အင်ရှင်တို့ဟန်ပန်အတိုင်းအိန္ဒြေရ၍အပြောအဆိုမှအစတိမ်မွေ့နူးညံ့လှပြီသည်ရွှေရောင်တောက်သောပစိုးအနှုတ်တက်အင်ကြီးအဖြူလက်ရှိနှင့်နှစ်ဖူးတွင်ဗရမ ्या ပန်းကတ်လိုနီရဲသောနှစ်ဖူးစည်းကို စီးထားသောဥရှင်ကြီးသည်မီးရောင်အောက်တွင် ကြက်တရေရှိလှသည် သူသည် မိเจ้าကိုစီးကညစ်ကြောင်းဖြင့်မိမ့်မလကျွန်းမဝါခေမမြို့သို့ကြွရောက်လာသည်စီးတော်နတ်မိเจ้าကြီးအပားတွင်လှပသောနတ်သမီးလေးများသည် ပြာလှဲ့သော ရေပြင်ပေါ်တွင် ကခုံကလိုက်ပါလာကြ၏နတ်သမီးလေးများဤအကကပျော်ပြောင်းသွေလျှလာပါသည်ကျမဤခလေးငယ်ဘဝအာယုန်တွင် ထိုမြင်ခင်းလေးများသည် အိမ်မက်သပွဲရိုးရိုးရိပ်ရိပ်ထင်မြင်လျက်ရှိတတ်ပါသည် ဒေါနာပန်းများမေမြို့ပန်းများဣ၍ပုံကညွတ်ပြူလူမတက်ပြည့်ဖြိုးနေသောနတ်ကုန်းနှစ်ခုကလည်းအလဲဇက်ဆင်မာကြီးဤဘေးနှစ်ဖက်တွင် ပန်းတောင်ပစာလေးများနှင့်တူလာဤဤနှစ်နှစ်ပါသူတို့နတ်ကုန်းများတွင် နားချိန်တွင်မှဝါခေမမြို့ဤကိုစားလူကြီးလူကောင်းနှစ်ဦးကဝါခေမမြို့နယ်တွင် အန္တရာယ်ကင်းရန်စောင့်ရှောက်ပါမည့်အကြောင်းတောင်းမှန်လျှောက်ထားကြရ၏နတ်များပြန်အကြွတွင် ေါနာခတ်များမေမြုပန်းများကိုပရိသတ်ပေါ်သို့ဝေင့ပြန့်ကျဲလိုက်သောအခါပွဲခင်းတစ်ခုလုံးပရိသတ်ကအုံအုံကြွတ်ကြွတ်ထ၍လှကြသည်ဒေါနာရနံ့သည်လေနတ်ပွဲကျင်းပရာကွင်းပြင်ကြီးကို လွှမ်းခြုံမှုေးပြန့်သွားတော်သည်တခါကလက်ဝဲစာရေးဆရာတယောက်ပြောသလိုပင်နတ်အတန်းအစားခွဲရသည်ရှိသောဥရှင်ကြီးသည် အနှိမ်ခံစင်ရဲသာအလုတ်သမားနှစ်တပါးဖြစ်၍သူ့အဖြစ်မှာကြေကွဲဝဲကောင်းလာသည် ထိုစာရေးဆရာလေးတန်းနှင့်ပြောရရင်တော့မောင်ရှင်ဤအမေဖြစ်သူကတားဖြစ်သူ ရှင်ပြုတ်ရန်အမထံငွေရှာအသွားတွင်မောင်ရှင်ဤအတော်ကဒနရှင်ပြီပြီးငောက်ထုတ်လိုက်ဤစင်ရသာတားအမိမှာမျက်နှာငယ်နဲ့ပြန်လာခဲ့ကြသည် မောင်ရှင်သည် သူ့ကိုယ်သူအားကိုးကလှေထိုးလိုက်၍ငွေရှာမည်ငွေရရင် သူ့အမေဤဆန္ဒအတိုင်းရှင်ပြုတ်မည်ဟုသောရည်ရွယ်ချက်ဖြင့်ထင်းခုတ်သွားသောလှေတွင် အလုတမားတစ်ယောက်အဖြစ် အလုတ်လုတ်၍လိုက်ပါသွား၏မိမလကျွန်းအရောက်တွင်လှေတကြီးနှင့်လှေထိုးသားများအားလုံးကမောင်ရှင်ကို ထမင်းချက်လှေဆောင်အဖြစ်လှေပေါ်တွင်ထားရ၏သူတို့အားလုံးထင်းခုတ်သွားကြသည် မောင်ရှင်ကိုမှားခဲ့သည်မှာလုံးဝတချင်းမဆိုရန်မတီးမမှုတ်ရန်မှားခဲ့ပေသည်အမှုပညာသမားဖြစ်သူမောင်ရှင်ဟာ ကျမတို့ဂိုင်းဝင်အမှုပညာညင်ရှိသူဖြစ်ဟန်တူပါသည် မရေးပါနဲ့မပြောပါနဲ့ မဆိုပါနဲ့မတီပါနဲ့ဆိုကမှ तू ဟာတယောက်တည်းကြံချင်းတွင် तू ဝှက်၍ယူလာသောလက်ဆွဲတော်စောင်းလေးကိုထုတ်၍တီးပါတော့သည် ပြာသောပင်လေပင်အေးမြသောလေပြင်းညင်းနှင့်မိမ့်ဖလာကျွန်းဤလှပသောမြင်ကင်းများသည် တိတ်တခိုးတိုးဝှက်ထားရသောသူ့အသေးနှလုံးထဲမှဂီတများကို နိုးကြွစီဟန်ရှိပါသည်စောင်းကို သူတီးခတ်၍တခြင်းကို ဆိုလိုက်သည့်တပြိုင်နက် မိမလကျွန်းဆောင်နတ်သမီးလေးများဟာရေပြင်ပြာမှပေါ်လာက မောင်ရှင်ကိုဝိုင်းပတ်၍ကခုံပြကြသည်ထင်းခုတ်ကိစ္စပြီး၍မောင်ရှင်တို့လှေပြန်အထွက်တွင်နတ်သမီးလေးများသည်နတ်တူတကိုးဖြင့်လှေကိုမထွက်နိုင်အောင်ဆွဲထားကြသည် လေတကြီးဟာ သူတို့ထုံးစံအတိုင်းဘယ်သူကြောင့်လှေမထွက်နိုင်သည်ကို မဲချရာတွင် မောင်ရှင်မဲကြတော်သည်မောင်ရှင်အားအရှင်လက်လက် ရေတွင်ချရစ်ကာ သူတို့လှေ ထွက်သွားတော်သည်နတ်သမီးလေးများကမောင်ရှင်အားပွေယူကကျုံးမော်သူခေါ်ယူသွားကြသည်မောင်ရှင်ဟာအရှင်လက်လက်နတ်ဖြစ်သွားတယ်လို့အဆိုရှိကြ၏သူအထုပ်ပတ်တိအကျင်းမှာဒါပဲဖြစ်သည်သို့သောညီတို့ပင်ဆိုစီမောင်ရှင်ဟာဥရှင်ကြီးဟူသောဘွဲ့ကိုယူကနတ်ဖြစ်ချိန်တွင်စီးဆောင်လာသည်နတ်သမီးလေးများနှင့်မဖောက်ပြန်ယုံမကငါးပါးတီလာထိမ့်သိမ့်၍တတ်တတ်လွတ်စားသည် ယခုဂီတသမားများနီးယူဝယ်ကောင်းပါသည် သူ့ကိုပတာရရင်တတ်တတ်လွန်များဖြစ်သော အုံးငှပြောကောင်းငင်းများဖြစ်တာပတာရသည် သူဤနတ်ကုန်းပေါ်သို့မိမ့်မာများမတက်ရပေကျမတို့မိသားစုမှာနတ်ကိုးွယ်သူများမဟုတ်ကြသို့တော်နတော်ပြသူတို့တိုင်လျင် ကျမဌာနေပွဲခင်းများအနက်ဤဥရှင်ကြီးနတ်ပွဲကို ကျမတတိယဤလေဘော်တွင်ဝဲပြံကကြလာတော့ဒေါနာပန်းကင်များမှာ ပွဲကြည့်ပြိသက်များလူရက်တီတံကိုမခံနိုင်၍ရနံ့ပြေကကြေမွသွားကြသည်ဥရှင်ကြီးပွဲကျင်းပရာကွင်းပြင်တွင်တဲခိုစရာအသည့်မရှိသောမြို့ပတ်ဝန်းကျင်ရွာနီးကျုပ်ဆက်များမှလာရောက်ကြသောပွဲကြည့်ပြိသက်အမျိုးသမီးများကလည်းမှန်ထောင်ကတနခါလူရသည် နေရောင်ကအပူချိန်မပြေသေးသောကြောင့်တနခါလူရင်အယောင်တင်မျက်နာချီများပါးပေါ်ဖို့ရင်းမှချွေးချောင်းကြီးများက ညက်နာပေါ်စီးကြလာသည်ပွဲခင်းလေတွင်တဲကွင်းပြင်မှငခွေးနှင့်ဗာသေးတို့အုပ်စု ဖြာနေရာအတွက်တိုင်ငုပ်ဆိုင်ရင်ထ၍တက်ကြပြန်သည် အပိုပင်ခုံမောင်းပေးရသောအေယာဝတီသင်းမောနှင့်ရောက်လာသည်အိမ်မဲကျွန်းကုန်းဝဲကြီးပဝင်းကျင်မှလူကုန်နှံအပြိုလူပြိုများကမူနီးစက်ရအိမ်တွင်တဲခိုရင်ညက်နေဥရှင်ကြီးပွဲသို့သွားရန်အလှပြင်ကြရသည်ကျမစက်တောင်စီအရွယ်ကမူ မိမိကကျမတို့ညီအမတစုအားသူဤဆေးလိခုံလှုပ်သားများနဲ့အတူနတ်ပွဲကြီးလွတ်ပါသည်အပြိုပေါက်အရွယ်ရောက်တော့ခါမိမိကိုယ်တိုင်ပါမှသွားရသည် ကျမဟာလွမ်းဆွေတတတတ်သူဖြစ်ပါ၏ဤပွဲကင်းဤလှုပ်ရှားပုံကို မျက်စီထဲတွင် တရရိပ်ပေါ်လာရာမှ စာအုပ်နီနီလေးကိုလည်းထင်မြင်လာပြန်သည်လူကြီးလူငယ်တိုက်ပွဲ စာအုပ်ငယ်ဤအမိမှာအဖုံးနီနီပေါ်တွင်ထင်ရှားသည် အတွင်းစာသားများကမူ ဥရှင်ကြီးပွဲကျင်းပသောကော်မတီအဖွဲ့၏ငွေရှင်းတန်းများအနက် အချို့ကို ထုတ်နှုတ်ဖော်ပြထားသည်ဥရှင်ကြီးပွဲ ပထမနေ့ဖျားကိုးစုပူဇော်၍ကုန်ကြစရိတ်မှာမပြောပါလောက်ကြောင်းနှစ်ပွဲအတွက်ငွေအသုံးများသောကြောင့်မြို့မှာနှစ်နာကြောင်းနှစ်ပွဲလာလိုသူများပြားလွန်၍အေယာဝတီမှသင်းမောအပိုခုံပေါင်းပေးရသောကြောင့်ဒဏရှင်အေယာဝတီကုမ္ပဏီကိုဥရှင်ကြီးပွဲကအလုတ်ကျွေးပြူရာရောက်ကြောင်းများကိုထိုစဉ်က ဝါခေမသခင်လူငယ်တစုတို့ဗမာအစီအယုံဝင်တို့ကသူတို့သခင်လေးတန်းလူငယ်တို့ဤတက်ကြွသောအမြင်အတွေးအခေါ်တို့ဖြင့်ဝေဖန်တင်ပြထားကြသည်လူကြီးပိုင်းကလည်းစာရွက်ဖြူများနဲ့တီးတန့်ထုတ်ဝေကဝါခေမမျိုးသည်ဘာသာသာသနာရေးတွင်လည်းပေါ်ယော်ခြင်းမရှိတတ်ကြမဟာတိရိဖျားကြီးတွင်ယာတိလိုက်ညောင်ရီသွန်းချင်းဝါဝင်စတွင်ဝါစုပန်းကပ်ပွဲဝါကျွတ်တွင်ပဝါဒနာပွဲ ဒဇောင်မုံတွင်ကထိန်ပွဲများနှင့်စီကားတိုက်မြိုက်စွာ အလေးထား၍ကျင်းပကြောင်းခြေပထား၏။တခင်လူငယ်တို့ဘက်ကကြည့်ရင် သူတို့တင်ပြချက်မှန်ကန်သလိုလူကြီးများ၏ထုတ်ဖော်ချက်ကလည်းမှန်ကန်ပါသည်။ကျမအလွမ်းဆုံးမှာຫນွေဥပေါ့ချိန်၌ဖုံကြီးကြောင်းရှိ ရေတွင်းများတွင် ရေခမ်းချိန်ဖြစ်သည်။သာသနာ၏အသင်းအဖွဲ့များ ဥပမာတောက်ကြဘက်စနေဘက်ဆွန်လောင်းအသင်းအာယုံခံအသင်း ယောက်ျားလူငယ်များကလည်းတနေ့စီကျမတို့မသိန်းကျွယ်စိတ်လိတ်ခုံအပါအဝင်ယူဝရီမခင်သိန်းជីជីအဆရှိသောစိတ်လိတ်ခုံ အမျိုးသမီးတို့ကလည်းတနေ့စီညနေဆောင်တိုင်းဝါခင်မမြင့်မကြီးမှ ရေကိုရေအိုးကိုစီနဲ့တည်ယူက မင်းเจ้าဝေလူဝန်เจ้าတိုက်မန္တလေးเจ้าတိုက်တို့တွားပို့ကြသည်ကျမတို့အိမ်မှာဝါခင်မမြို့လေဖျားကြီးလမ်းမှာဖြစ်၍ညနေဆောင်တွင် ရေအိုးကိုစီရွက်ကရေပို့ကြသူ ဝါခေမမြို့သူတို့အလှကို ကျမမမေ့ပါဖျားကြီးမှာတာယာဆိုပြေ၍ပန်းရက်နဲ့များဖြင့်မှုေးပြန့်နေသလိုပင် ဖြစ်၏ယခုတော့မပြောတတ်ပါချေဝါခေမဖျားလူကြီးများကလည်းညဦးတွင်ဖျားကြီးအတွင်၌ပရိတ်တရားများကိုရွတ်ဖတ်တရေစေကြသံမှာမြို့ဤကြက်တရေလိုပင် ဖြစ်ပါသည်တခင်ကိုတော်မိုင်းကြီးကြွလာတဲ့တဲ့ဝါခေမမြို့ဟာနိုင်ငံရေးလှုပ်ရှားမှုတွင်မြောင်းမြခရိုင်တွင် ဥဆောင်မှုပေး၍စီယုံညီညွတ်မှုကောင်းသောကြောင့်ခရိုင်တို့ဘမအစည်းအယုံကိုဝါခေမရင်မင်ထားရသည်ဆရာကြီးတို့လိုရှမ်းရှမ်းတောက်ခေါင်းဆောင်ကြီးများကြွလာခြင်းတွင်မူဖျားကြီးအလေတစောင်းကြီးမှာတရားပွဲများကိုကျင်းပပေးရသည်ကျမတို့ဟာကျောင်းသားသမဂဝင်များဖြစ်တော်လဲတို့ဘမအစည်းအယုံနှင့်အဆစအရာရာအဆက်အသွယ်ရှိသောကြောင့်ကျောင်းသားသမဂဝင်များကလည်းဆရာကြီးတရားပွဲတွင်ရှိကဖြစ်ပါသည် လူလူပြိသက်ကမူဖះတစောင်းကြီးကို ရှံ၍သွားတော်သည်ဆရာကြီးဤပျော်ပြောင်းအေးမြသောလေယူလေသိန်းကို ထိုစဉ်ကကျမပထမဆုံးကြားခြင်းဖြစ်ပါသည်ကျမအိမ်ပြန်ရောက်ချိန်တွင် ကိုကို သခင်မောင်မောင်တို့ပြန်မရောက်လာသေးညဦးရောက်မှအိမ်ပြန်လာကြတယ်မေမေကကိုကိုကို အချိုးအချောင်းမေးကြည့်ဤဆရာကြီးအနေအထိုင်ကတိကအောင်မဖြစ်အောင် ဝိုင်းလုပေးနေကြလို့သားတို့အပြန်နောက်ကြတာမေမေ ပြီးတော့တရားပွဲအပြီးဆရာကြီးနဲ့စကားပြောနေကြတယ်။ဆရာကြီးကလေကျွန်တော်တို့သခင်လူငယ်တွေကိုစုံးမလွှတ်လိုက်တယ်။ဟေးဟုတ်လားမေမေကအတိတ်ပဲရှိသောမျက်နာနဲ့ကိုကိုကိုကြည့်ဝင်နေပါသည်။ဟုတ်တယ်မေမေပထမတော့ဝါခင်မသခင်တွေစီယုံပုံညီညွတ်ပုံတဲတော်တယ်လို့ချီးကျူးတယ်။ပြီးတော့သူ့လေတံအတိုင်းအေးတဖက်ကအဲ့ဒီလောက်တော်သလား ဘာကိစ္စရန်ဖြစ်ချင်းကြတယ်လဲကွလူကြီးလူငယ်တိုက်ပွဲစာအုပ်ဆရာကြီးဖတ်ပြီးပါပြီမင်းတို့ကဒါကိုအေယာမတိုက်ပွဲကြီးအောင်းမနေသလားမင်းတို့ဥတီချက်ကဘာလဲမင်းတို့ရဲ့အဓိကရန်သူကဘယ်သူလဲအေးအေးဆေးဆေးစဉ်းစားပါအင်္ဂလိပ်နယ်ချဲ့သမားကိုဥတီတိုက်နေရချိန်မှာဘာဖြစ်လို့မင်းတို့မျိုးကလူကြီးတွေနဲ့ရန်ဖြစ်ချင်းကြတယ်လဲမင်းတို့လေတန်းကဘာပြောပြောစဲတန်ပါနေတော့အဂါရဝဖြစ်ယုံမကား ဒီလူကြီးတွေရဲ့ညှို့ညင်မှုလည်းခံရမယ်။မင်းတို့ကိုကြည်ညိုသလိုလူကြီးတွေကိုကြည်ညိုတဲ့မြို့ပြိတ်သက်လည်းရှိသေးတယ်။တို့ကိုပဲလူတို့ကြည်ညိုတယ်လို့မထင်လိုက်ပါနဲ့။ဒီလိုပရိပခဖြစ်နေလို့အချိုးကပိုထူးမလာပဲ။ကို့မှာစစ်မျက်နှာပိုများလာမှာပဲ။မြို့ရဲ့ထောက်ခံမှုတောင်အားနည်းသွားမယ်။ကို့ရဲ့ဥတီချက်ကိုခြိတက်သွားရမှာဘေးကိုဆဲမနေနဲ့။အလုတ်လုတ်ပြရင်းကမင်းတို့လှုပ်ဆောင်ချက်မှန်ကန်ပုံကိုသာ ပြသွားဖို့ရှိတယ်တဲ့မမေဥရှင်ကြီးလဲသူ့ဟာသူနေပါစေတဲ့စစ်မျက်နှာအဖွင့်များလို့သူတို့အတွက်ဆရာကြီးဤဆုံးမစကားသည်အတိတ်ပဲရှိလာသည်ငငယ်ကရံဖြစ်တတ်သော ကျမအတွက်လဲတန်ဖိုးရှိပါသည်ဒေါနာပန်းများမွေးလေပြီဒီတပေါင်းလာတွင်ဆရာကြီးမွေးနေ့64နှစ်ပြည့်ပြီတော်မူ နားဆင်သူပရိသတ်များအားလုံးစိတ်ရချမ်းသာခြင်း ကိုဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်အားလုံးပဲဂျေဇူးများ၏တင်ပါတယ်ရှင်